နမောတတဗျာရှိကိုတပညုတဉာဏ်တော်ဗျာရှိကိုရှင်နုရုဒ္ဓမထေရရဲ့ယတနာတရပနာမှာဗျာရှိကိုကိုစာပြီးတော့ပူဇော်ပေးပါမယ်ခင်ဗျာနမောတတဘဂဝတော်ရဟတော်တမတံဗုဒ္ဓတာနမောတတဘဂဝတော်ရဟတော်တမတံဗုဒ္ဓတာနမောတတဘဂဝတော်ရဟတော် သမ္မာသမ္ဗုဒ္ဓတာတိယမံကမကြံရအောင်လုံဝါစုံလင်းအကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီတီတီတရားညာအပြား၌ဟောတာစပွဲဤအသွဲသွဲကိုရှယ်လဲစုံလင်းအကုန်မြင်တပ်ပင်ရန်တော်အစွမ်းတီကြွတိုက်ကြပေရဝေနေဤ injury is a right to a jai ko nai cho song lin a kong mien တပ်ပင်ဉ္ဇတော်အစွမ်းဒီဉ္ဇတော်ဆွမ်းပကဤ၃ပါးကြောင့်အများဝေနေကြွလော့စေဖို့မနေမနာတတော်အားဖြင့်ကြီးမားလေပြီးရစ်စဲပြေ၍ပြိနိဗ္ဗာန်စံတိတိုင်အောင်တည်ယူဆောင်ဘုံကောင်ငါတို့ဖျားတီတပညုတညာနာတခင်ဘုရားရှင်အားယုတိမြတ်တို့လက်စုံမောရှိကူကြတော်ပါ၏ဘုရား ဓမ္မတံဗုဒ္ဓမတုလံတတတ္တမဂနုတ်တမံအဘိဝါဒိယဗာဒိတံအဘိဓမ္မထသင်္ကဟံတာတုတာတုတာတုဒီကကြောလိမ့်လာနေတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကဓမ္မမိတ်ဆွေတို့ကိုစေတသိက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်တဲ့ အဲဒီပေါ့နော်ဒီအဓိကကျော်မှတ်စုမှာဆိုလို့ရှိရင်ဒီစေတသိက်ပိုင်းမှတ်စုပါဆိုရင်တခြားစာအုပ်တွေနဲ့မတူဘူးပေါ့နော်တော်တော်ကြီးကိုထူထူဆန်းဆန်းဖြစ်နေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီစေတသိက်ပိုင်းကိုဆိုလို့ရှိရင်ဒါဆရာမကြီးဒေါက်ခင်လာတင်ရဲ့မှတ်စုနဲ့ကျွန်တော်စာမုံမဲဖြည့်ဆို့ခဲ့တယ်။အဲ့ဒီခါမှာဆိုလို့ရှိရင်စာချက်ရတာကျွန်တော်တို့နည်းနည်းလေးရောတွင်းမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကစိတ်တိုင်းမကြပါဘူး။ဒါကြောင့်မို့လို့ဒါစေတသိက်ပိုင်းကိုကျွန်တော်ပြန်ပြီးတော့မှတ်စုပြန်ထုတ်လိုက်တာဖြစ်တယ်။ကျွန်တော်စေတသိက်ပိုင်းကိုမှတ်စုပြန်ထုတ်တဲ့အခါမှာဆိုလို့ရှိရင်ဒါဓမ္မမင်းစုတို့ကရိုးရိုးပြီးဒီမှာတမ်းမှာ စေတသိက်ပိုင်းပဲဒီဒီကကြောင့်နဲ့အဖြစ်အမှန်နဲ့ပတ်သက်ပြီးတော့ဒါစိတ်စေတသိက်ပကိန်းကိုပေါ့နော်ဒါအဲနားလေပြီးလို့ယူဆတဲ့အတွက်ကြောင့်မလို့ကျွန်တော်စေတသိက်ပိုင်းမှာဆိုလို့ရှိရင်လည်းပဲဒါကြက်လို့ရအောင်လို့အခန်းကဏ္ဍ၄ဘိုင်းခွဲရှာပလိုက်ပါတယ်ခန်းကဏ္ဍ၄ဘိုင်းခွဲပြီးတော့လေးလာတဲ့အတွက်ကြောင့်မလို့ဓမ္မမေဆွေတို့ကစေတသိက်ပိုင်းကိုဖြည့်ဆိုတဲ့အခါမှာဆိုရင်လက်လက်ကူကူနဲ့ဟိုဖြည့်ဆိုလို့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်လို့ဒီနေရာမှာဒါဆိုရင်ဒီတခြားသောဆရာဆရာမတွေရဲ့စာအုပ်နဲ့ဒီစေတသိက်ပိုင်းကတော့လုံးဝမတူဘူးဖြစ်ပါတယ်နော် အာဓမ္မမေဆွေတို့ကဒီနေရာမှာအဲကျွန်တော်ကအဓိကဒီမဆုထုတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီကကြောမြန်မာပြန်ပေါ်တော့မေတော်ဝင်းဆရာဆိုင်ရဲ့စာအုပ်ကိုဒီကထားပြီးတော့ပြဋ္ဌာန်းထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစာအုပ်ကိုအဓိကထားပြီးတော့ဒါအမဆုထုတ်တာဖြစ်တဲ့เนาะ အဲ့ဒီစာအုပ်တွေကစာတွေကလွဲတယ်ဒါပေမဲ့ဝတ်ကြတွေကတစ်ဆက်တည်းတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါစာကြည့်ရတဲ့အခါမှာနည်းနည်းထောက်တာရှိရပေါ့နော်ဒါတွေကိုကျွန်တော်က multiple sentence ဖြစ်အောင်ပြောင်းလိုက်တာပေါ့ဝတ်ကြတွေကိုအတူအဖြတ်နဲ့အတူဖြတ်ဖြတ်ပြီးတော့ရေးသားလိုက်တဲ့အခါမှာဆိုကျွန်တော်မေးစီလိုစာကြည့်တဲ့အခါအရင်လွယ်ကူသွားပါတယ်ဒီနေရာမှာစာမျက်နှာစရအောင်အဲ့ဒီမှာစေတသိက်ပိုင်းမှာဆိုလို့ရှိရင်စာမျက်နှာ90ပေါ့နော်စေတသိက်ပိုင်းမှာဆိုလို့ရှိရင်ဧကုပ္ပါဒနိယောဒစအစရှိသောစကားကိုမိတ်ဆိုရခြင်းနဲ့ ဒါဒီစတာလုံးကတော့ဒါမမေးဘူးပေါ့နော်ဒါက introduction အနေနဲ့ဝင်လာတာဖြစ်တယ်ဧကိုဘာတာဧကနီယောတာလို့ဆိုတဲ့စကားကိုဘာဖြစ်လို့အရှင်နုရုဒ္ဒဆရာကအဲဒီစာရေးဆရာကမိတ်ဆိုရလဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေရာမှာစိတ်ကို ဒီဓမ္မမစ်ဆွေတို့အဓိကကြောဆိုတာကလေဒါအဲဒီအပြီးတမှာတော့အသင်းဂျိုကိုအရှင်နုရုဒ္ဓရေးသားတဲ့အသင်းဂျိုကိုဒါပြန်ပြီးတော့ share တာအရှင်သူမင်္ဂလာတာမီကနေပြီးတော့အကျယ်ပြန် share တာဖြစ်တယ်ဒါကြောင့်မို့လို့ဧကုပ္ပါဒဧကနိယောဒါဆိုတဲ့စကားကိုရှင်နုရုဒ္ဓဘာကြောင့်မင်းဆိုတာလဲဆိုတော့သူကပြန်ရှင်းပြတာပေါ့နော်စိတ်ကိုတဲ့ဘုံဇတ်တံပယောကအသင်္ခါရဇံ အာယုံမက်တိုဤအပြားအပြင်ထိုက်သည့်အားလျော်စွာဝေဖန်ပြီးသောကြောင့်စိတ်ပိုင်းမှာစိတ်ကိုပေါ်တော့ဘုံအပြင်အဲကာမစိတ်တို့ရူပစိတ်အရူပစိတ်တို့နောက်ပြီးလို့ကျင်ဇတ်ဆိုလို့ရှင်ကုသိုလ်ဝိပက်ကရိယာတံပြောကဆိုရင်တော့ဒုက္ခတဟာကုတ်ဒုက္ခတဟာကုတ်ပမနတအဲတဟာကုတ်ပေါ့နော်ဒီလိုမျိုးလေ့လာခဲ့တယ်သင်္ခါရဆိုရင်တင်္ခါရိကအာသင်္ခါရိကပေါ့နော်ဇံအပြင်ပြီးသွားရင်တော့ဇံဆိုရင်တော့ပထမဇံဒုတိယဇံတတိယဇံအာယုံဆိုရင်တော့ကောင်းကင်ပြဉ္ညာတို့နတ္တိဘောပြဉ္ညာတို့စသည်ဖြင့်ပေါ့နော် နောက်တစ်ခါမက်ဆိုလို့ခြင်းလဲဒါမက်တွေမှာရှိတယ်အဲမက်လေးပါပေါ့နော်ဒီလိုမျိုးနိဗ္ဗာန်အာယုံတို့ကအာယုံပြုပြီးတော့မက်လေးပါဖြစ်လာတယ်ဒီကမက်တေရတကဇန်နေနဲ့တကရှင်တဲ့အခါမှာဆိုရင်ဒါလောကုတ္တရာစိတ်တွေအခြေ40ဖြစ်သွားတယ်ပေါ့ဒီလိုမျိုးလေ့လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်စေတိတ်တရားတွေကိုလည်းပဲတဲ့စေတိတ်52ပါးတို့ရဲ့တံပြောကလက္ခဏာ၄ပါးကိုဖြတ်ကျင်တဲ့အတွေ့အကြုံမျိုးလို့၎င်းတဲ့ထိုဤအခြားမဲ့၌အညာတမန်ယာတိယာတိဆိုတာဒီနေရာမှာအုပ်စုကိုဆိုလိုတာပါနော်အညာတမန်အုပ်စုကုသလရာတိ sorry အညာတမန်ရာသီပြီးတော့လူချင်းနောက်တစ်ခုကအာကုဒလရာသီပြီးတော့ရင်သောပနာရာသီဆိုပြီးတော့ဒါအညာတမစေတသိက်အကုသဒါအကုသနဲ့ပတ်သက်တဲ့အကုသစေတသိက်တွေနောက်တစ်ခါသောပနာစေတသိက်တွေကိုပြကျင်တဲ့အစွန်အားဖြင့်၎င်းတဲ့နောက်တစ်ခါဒီစေတသိက်တွေကရှင်တာပေါ့နော်စေတသိက်နဲ့စိတ်နဲ့ရှင်တဲ့စိတ်မှာစေတသိက်ကလာရှင်တဲ့ပြီးတော့ချင်းရဲ့အဲ့ဒါက စေတသိက်မှာစိတ်ကလာရှင်တယ်ဒါကိုပြတာတဲ့နီးတွေကတံပြောကနီးက16နီးရှိတယ်သင်္ကဟနီးက33နီးရှိတယ်ဒီနီးတွေကိုလည်းပဲပြတဲ့အတွက်ကြောင့်မို့လို့၎င်းနဲ့ဧကုပါဒနီယောဒ စအစရှိသောစကားကိုမိတ်ဆိုတော်မူရခြင်းဖြစ်တယ်တဲ့ဒါဆိုရင်ဒီဘက်ကမေးမယ်ဆိုမေးလို့ရတယ်အဘဲကြောင့်လို့ဧကုတ်ဘာသာဧကနိယောဒအစရှိတဲ့စကားကိုမိတ်ဆိုရလဲလို့ပြောရင်စိတ်ပိုင်းမှာစိတ်ကိုမျိုးစုံပေါ့နော်ပုံစံတံပြောကသင်္ခါရအပြင်ဝေဖန်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စေတသိက်ပိုင်းမှာဆိုရင်နံပါတ်1တတ်မယ်နော်နံပါတ်1တတ်လိုက်ပါစေတသိက်ပိုင်းမှာဆိုလို့ရှိရင်စေတသိက်152ပါးတို့ဤနံပါတ်1တံပြောကလက္ခဏာ၄ပါးကိုပြသည်အစွမ်းပြင်၎င်းနံပါတ်2 ၎င်းထိုဤအရှာမဲ၌အညာသမန်းရာသည်အကုဒလရာသည်သောပနရာသည်တို့ဤအစွမ်းအပြင်အစွမ်းဖြင့်၎င်းနံပါတ်3တံပြောကနီ36နီကို၎င်းနံပါတ်4သင်္ကဟနီ33နီကို၎င်းပြဆိုခြင်းကဧကုပါဒဧကနီယောဒ sorry ဧကုပါဒနီယောဒစအစရှိသောစကားကိုမိတ်ဆိုတော်မူ၏ဒါဆိုဒီလိုလေးဖြည့်ပေးရမယ်เนาะဒါကဒါမိတ်ဆိုတော်မကြည့်ရင်တော့တစ်ခေါက်ဖတ်ရင်ရပါတယ်เนาะ ပြီးသွားတဲ့အခါမှာဆိုရင်နောက်တစ်ခုကကြတော့စေတသိက်နံပါတ်1ဒီနေရာမှာကျွန်တော်ကဒီဘောနော်အကြောင်းပြခြင်းမိကုန်းတွေကိုဒါရှေ့ဥဆုံးကြိုပြီးတော့ထုတ်ထားပေးတာဖြစ်တဲ့ အဲဒါစေတသိက်လက္ခဏာ၄ပါသို့မဟုတ်စေတောယုတ်တလက္ခဏာ၄ပါဒါကမေးထားတဲ့အတွက်ကြောင့်မို့လို့ဦးစားပေးပြီးတော့ကြည့်ရမယ်ကြည့်စရာလည်းမလိုပါဘူးเนาะဒါအခြေခံအတန်းမှာရပါသေးပြီဖြစ်တဲ့ဧကုပါဒစိတ်နဲ့အတူဖြစ်ရှင်ဧကနိယောဒစိတ်နဲ့အတူရှုပ်ခြင်းဧကရမဏသို့မဟုတ်ဧကလံဘဏစိတ်နဲ့အာယုံတူခြင်းဧကဝတ္ထုကစိတ်နဲ့မိယာတူခြင်းဆိုပြီးတော့၄ခုရှိမယ် ပြီးရင်နံပါတ်2ကိုဆက်သွားမယ်နော်စေတသိက်52ပါးကိုဓမ္မဟုခေါ်ဆိုရခြင်းတဲ့ဒါကတော့မိသားစုမရှိဘူးနော်မိမိရဲ့သဘောလက္ခဏာကိုစောင့်တတ်တဲ့အတွက်ကြောင့်မို့လို့စေတသိက်52ပါးဟာလည်းပဲဓမ္မဖြစ်ပါတယ်တဲ့တကယ်လို့ယုတ်တရားပေါ့နော်ယုတ်28ပါးဟာလည်းပဲဓမ္မလို့ဘာကြောင့်ခေါ်လဲဆိုရင်မိမိရဲ့သဘောကိုလက္ခဏာစာမိမိရဲ့သဘောလက္ခဏာကိုစောင့်တတ်တဲ့အတွက်ကြောင့်မို့လို့ယုတ်28ပါးဟာလည်းပဲဓမ္မဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလေပြောင်းဖြေတတ်ရမယ်ပေါ့နော်တကယ်လို့ရိုးပိုင်းမှာမိခဲ့ရင်ပြောတာနော်ပြီးရင်နောက်တစ်ခုကနံပါတ်3 စေတသိက်လက္ခဏာ၄ပါးတွင်ဧကုတ်ပါဧကုတ်ပါဒလက္ခဏာကို ဆိုပြီးပါလျက်ဧကနိယောဒါကိုဆက်ဆိုရခြင်းနဲ့ဒါက23ပေါ့เนาะကျွန်တော်တို့ဖြည့်ဆို့သွားတဲ့2023ဒီဇင်ဘာလမှာမိသွားတဲ့အပုပ်ဖြစ်တယ်။ဧကုပါဒဆိုတဲ့လက္ခဏာကိုစေတသိက်လက္ခဏာ၄ပါးရှိတယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒီဧကုပါဒလက္ခဏာနံပါတ်၁ကိုဆိုပြီးပါလျက်နဲ့ဘာကြောင့်လို့ဧကနိယောဒစိတ်နဲ့အတူရှုပ်ခြင်းဆိုတဲ့လက္ခဏာကိုစစ်ပြီးတော့ဆိုရပါတယ်လေတဲ့။ စိတ်နဲ့အတူဖြစ်ရှင်ဧကုဘာတာလက္ခဏာတစ်မျိုးတည်းကိုသာစေတသိက်ဟုခေါ်စေတသိက်ခေါ်ဆိုနိုင်ပါကစိတ်နဲ့အတူဖြစ်သောစိတ်တစားယုတ်ကမ္မစယုတ်များကိုလည်းဝဆန်နှလုံးပေါက်ထဲမှာနော်စေတသိက်ဟုခေါ်ဆိုနိုင်ခြင်းကြောင့်ဤတို့မဖြစ်စေခြင်းကဧကုဘာတာလက္ခဏာကိုဆိုပြီးပါလျက်ဧကနိယောတာကိုဆိုရခြင်းဖြစ်သည်တဲ့ဘာမိတ်ဆွေတို့စေတသိက်လို့ခေါ်ဆိုနိုင်မှုအတွက်လက္ခဏာဘယ်နှခုရှိလဲဆိုတော့ ၄ခုရှိတယ်เนาะအဲ့ဒီ၄ခုလုံးရှိမှဒါလည်းရင်သူ့ကိုစေတသိက်လို့ခေါ်လို့ရမယ်စိတ်နဲ့အတူတော့ဖြစ်တယ်ဒါပေမဲ့စိတ်နဲ့အတူမရှုပ်ဘူးဆိုရင်ဒါကိုစေတသိက်လို့ခေါ်လို့မရဘူးပေါ့เนาะဘယ်သူတွေလဲဆိုတော့ကမ္မဇာယုတ်တို့စိတ်ဒဇာယုတ်တို့ဟာဆိုရင်စိတ်နဲ့အတူဖြစ်တယ်ဒါပေမဲ့လည်းစိတ်နဲ့အတူမရှုပ်ဘူးယုတ်တရားတွေကစိတ်နဲ့အတူမရှုပ်ဘူးပေါ့เนาะဒါကြောင့်မို့လို့သူတို့ကိုဒါစေတသိက်လို့ခေါ်လို့မရဘူးပေါ့เนาะဒါဆိုရင်ရပြီနောက်တစ်ခုကကြတော့နံပါတ်၄ 那么立马做哪些？ เอกุบาดาเอกนิยอดาဆိုတဲ့လက္ခဏာနှစ်ခုကိုဆိုပြီးပါလေရဲ့နဲ့တဲ့เอกาลัมบณะလက္ခဏာကိုဆိုရခြင်းအကြောင်းပေါ့เนาะစိတ်နဲ့အတူဖြစ်တယ်စိတ်နဲ့အတူရှုပ်တယ်ဒါအပြင်စိတ်နဲ့အာယုံတူတယ်ဆိုတဲ့လက္ခဏာကိုဘာဖြစ်လို့ထက်ဆိုရတာလဲတဲ့ဒါက63မှာမေးထားတယ်စိတ်နဲ့အတူဖြစ်တာဟုတ်ပါပြီစိတ်နဲ့အတူရှုပ်တာလည်းဟုတ်ပါပြီအဲ့ဒီနှစ်ခုလုံးကိုစေတသိက်လို့ခေါ်မယ်ဆိုရင်ဒီနေရာမှာစိတ်တို့အစဉ်လိုက်၍ဖြစ်သောဝိညာဉ်ယုတ်နှစ်ပါးဟာလည်းပဲအဲ့ဒါကစေတသိက်ယုတ်တရားဖြစ်တယ်တဲ့ စိတ်တို့အစဉ်လိုက်၍ဖြစ်တော့ဝိညာဉ်ဝိညာဉ်ယုံနှစ်ပါးကကြတော့ကာယဝိညာဉ်ဝစီဝိညာဉ်ကကြတော့သူကအေကံစိတ္တဇယုတ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ရဲ့အတ္တနဲ့အတူတူပဲစိတ်ဖြစ်ရင်သူဖြစ်တယ်စိတ်ရှုပ်ရင်သူရှုပ်တယ်ဒါပေမဲ့ယုတ်တရားဆိုတော့ကအာယုံကိုယူလို့မရဘူးပေါ့နော်အဲ့ဒါကအနာရမဏဖြစ်တယ်တဲ့ယုတ်တရားကအာယုံယူလို့မရဘူးဒါကြောင့်မို့လို့သူဒီဒီဝိညာဉ်ယုံနှစ်ပါးကစိတ်နဲ့အတူဖြစ်တယ်စိတ်နဲ့အတူရှုပ်တယ်သို့တော်လည်းပဲသူဒီအာယုံကိုမယူနိုင်တဲ့အတွက်ကြောင့်မို့လို့စိတ်တသိလို့ခေါ်လို့မရဘူးပေါ့နော်နောက်တစ်ခါရှေ့ရှေ့စိတ်ဤဥပက္ခဏ၌ဖြစ်၍၁၈ချက် မြောက်နောင်နောက်စေဤဘင်ခနာမှာရှုပ်ကုန်သောကမ္မဇယုတ်တရားတို့သည် စိတ်နှင့်အတူဖြစ်မှုရှုပ်မှုရှိစေရှိ၍စေတသိက်ဟုခေါ်ဆိုနိုင်ခြင်းကြောင့်ဧကုပ္ပါဒဧကနိယောဒနှစ်ပါးကိုလက္ခဏာနှစ်ပါးကို ဆိုပြီးဖြစ်ပါလျက်ဧကလံဘနလက္ခဏာကိုဆက်ဆိုရခြင်းဖြစ်သည်တဲ့ဒီနေရာမှာကမ္မဇယုတ်ကသူ့ရဲ့စိတ်တက္ခဏ18ရက်သက်တမ်းရှိတယ်ပေါ့နော် အဲဆိုလို့ရှိရင်သူကဒီကမ္မဇယုတ်ကကြတော့စိတ်တစ်ခုခုရဲ့ဥပက္ခနာမှာအစိတ်နဲ့အတူဖြစ်တယ်ပြီးတော့သူက18ရက်သက်တမ်းကြာသွားတဲ့အခါမှာဆိုရင်စိတ်တစ်ခုခုရဲ့ဘယ်မှာရှုပ်သွားတယ်ဒါဆိုလို့ချင်းသူကသူ့ကိုပြောမယ်ဆိုရင်သူဒီလည်းပဲစိတ်ရဲ့ဥပက္ခမှာဖြစ်တယ်စိတ်ရဲ့ဘယ်မှာရှုပ်တယ်ဒါပေမဲ့ဖြစ်တဲ့စိတ်နဲ့ရှုပ်တဲ့စိတ်နဲ့ကအဲ့စိတ်နှစ်ခုကတော့မတူဘူးပေါ့နော်ကြားထဲမှာ18ရက်သက်တမ်းရှိနေတယ်ဒါမို့လို့စာပြစိတ်နဲ့အတူဖြစ်တယ်စိတ်နဲ့အတူရှုပ်တယ်ဆိုပေမဲ့လည်းပဲသူဖြစ်တဲ့စိတ်နဲ့ရှုပ်တဲ့စိတ်ကမတူဘူးပြီးတဲ့အခါမှာသူတို့ရုပ်တရားတွေဟာအာယုံကိုမယူနိုင်ဘူးဒါက ောင်မို့လို့ဒီအေကလံဗနဆိုတဲ့ဒီလက္ခဏာကိုရှုပ်ကိုင်းထားတာပေါ့နော်အဲ့ဒီအဲ့ဒီလက္ခဏာနဲ့ဂိုင်းထားပြီးတော့ဒီစေတစာယုံနဲ့ကမ္မစာယုံနဲ့ကိုစေတသိမ့်မဟုတ်ပါဘူးဆိုတာကိုဒါညင်းဆိုခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီအေကလံဗနဆိုတဲ့လက္ခဏာကိုဆက်ဆိုရခြင်းဖြစ်တယ်တဲ့ ပြီးသွားတဲ့အခါမှာနံပါတ်5ကကြတော့ဧကုပ္ပါဒအစစစသော လက္ခဏာ3ပါးကို ဆိုပြီးပါလေဧကဝတ္ထုကလက္ခဏာကိုဆက်ဆိုရခြင်းတဲ့နော်ခုနပြောတော့ဧကုပ္ပါဒဧကနိယောဒဧကရမဏဧကလံဗနအဲ့ဒီ3ပါးကိုဆိုပြီးပါလေနဲ့ဘာဖြစ်လို့ဧကဝတ္ထုကဆိုတဲ့လက္ခဏာကိုဆက်ဆိုရလဲတဲ့ ဒီလက္ခဏာ၃ပါးကိုဆိုပြီးပြည့်စုံသောစေတသိက်တို့သည်အမြဲတမ်းတူသောမိယာဝတ္ထုရှိကြသည်ဟုသောအနေဒိဗေကိုပြခြင်းအကျိုးကဧကုပ္ပါဒအစရှိသောလက္ခဏာ၃ပါးကိုဆိုပြီးပါလေဧကဝတ္ထုကလက္ခဏာကိုဆိုရခြင်းဖြစ်သည်တဲ့ဆိုလိုတာကလေဒီစေတသိက်တရားတွေဟာလက္ခဏာ၃ပါးရှိပြီဆိုလို့ရှိရင်ပြည့်စုံပြီဆိုရင်အမြဲတမ်းတူတဲ့မိယာရှိကြပါတယ်တဲ့ဒါလေးကိုလိုင်းတာပါနော်စေတသိက်တို့သည် လက္ခဏာ၃ပါးနဲ့ညီမယ်ဆိုလို့ရှိရင်တို့တို့ဒီဒူယာမိအမြဲတမ်းဒူသောမိယာဝတ္ထုရှိကြတယ်ဆိုတဲ့အတိတ်ပဲရှိကိုရှိရမယ်ပေါ့နော်အဲ့ဒါကိုပြကျင်တဲ့အတွက်ကြောင့်မို့လို့ဧကဝတ္ထုကဆိုတဲ့လက္ခဏာကိုဆိုရခြင်းဖြစ်တယ်တဲ့ပြီးတော့ရင်နံပါတ်၆ အရူပဘုံ၌စေတသိက်လက္ခဏာ၃ပါးသာရှိတယ်တဲ့ဒါကဓမ္မမိတ်ဆွေတို့ကမကြက်လဲတရားမှာပေါ့နော်အရူပဘုံမှာဝတ္ထုမရှိဘူးလေဝတ္ထုမရှိတဲ့အတွက်ကြောင့်မို့လို့ဒီဧကဝတ္ထုကဆိုတာမိတဲ့ဝတ္ထုမရှိဘူးဆိုလို့ချင်းသူတို့မှာမိရာဝတ္ထုလက္ခဏာလည်းမရှိဘူးပေါ့ဒါကြောင့်မို့လို့ဧကဝတ္ထုကဆိုတဲ့လက္ခဏာကိုမရနိုင်ဘူးအဲခြေရ၃ပါးစိတ်နဲ့အတူဖြစ်ခြင်းစိတ်နဲ့အတူရှုပ်ခြင်းစိတ်နဲ့အာယုံတူခြင်းဆိုတဲ့လက္ခဏာ၃ပါးကိုသာရနိုင်မှာဖြစ်တယ်တဲ့ဒါဆိုနားလည်ပြီးနံပါတ်9 ဖတ်တတ်သည်နန္တရားဖြစ်ပါလျက်ဖုဒနာလက္ခဏာရှိသည်ဟုဆိုရခြင်းဒါမေးတယ်နော်ဖတ်တတ်ကကြတော့နန္တရားဖြစ်တဲ့အာယုန်၌တွေ့ထီသောအရှင်းအရာအပြင်ဖြစ်တတ်တဲ့အတွေ့အကြုံမို့လို့ဖတ်တတ်သည်နန္တရားဖြစ်ပါလျက်ဖုဒနာလက္ခဏာရှိသည်ဟုဆိုရသည်တဲ့ဖတ်တတ်ဆိုတဲ့စေတသိက်မှာလူရဲ့လက္ခဏာကဖုဒနာလက္ခဏာရှိတယ်ဖုဒနာဆိုတာထိတွေ့တယ်ဗောနော်နန်ဆိုတဲ့တရားကထိတွေ့လို့မရဘူးနန်ဆိုတာမြင်လို့လည်းမရဘူးဗောနော်ရုပ်ဆိုရင်တော့ဒါမြင်တယ်အမြင်လို့ရတယ်ဒီနေရာမှာဖတ်တတ်ကနန်တရားဖြစ်တယ်ဒါပေမဲ့သူ့မှာ အာယုံတွေကိုထိတွေ့တယ်ဆိုပြီးတော့ဘာဖြစ်လို့ရေးထားတာလဲပေါ့နော်သူသည်အာယုံကိုတွေးထီတော့အရှင်းရအပြင်ဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့တဲ့ဖာသာသည်နန္တရားဖြစ်ပါလေရဲ့ဖုဒနာရှိတည်ဟုဆိုရပါသည်တဲ့ဒီနေရာလေးမှာဓမ္မမေဆွေတို့ကဖတ်တဲ့ရဲ့စေတသိက်အကြောင်းကိုလေ့လာတဲ့အခါကျရင်ပို့ပြီးတော့နားလည်လာလိမ့်မယ်ပေါ့နော်လူတစ်ယောက်ကဥမာရှင်သီးစားနေတဲ့အခါမှာဆိုလို့ရှိရင်ကိုကဘေးရနေကြီးလိုက်တဲ့အချိန်မှာပါဇက်ထဲမှာတရေတွေကြာသွားတာပေါ့နော်ဒါဒီကအဲဟိုသူနဲ့ကိုနဲ့ထိတွေ့ခြင်းမဟုတ် ကိုရဲ့သူပစားနေတဲ့ချင်းဒီနဲ့ကိုရဲ့ခြာနဲ့ထိတွေ့တာမဟုတ်ဘူးဒါပေမဲ့လည်းမကိုကသူမြင်တာနဲ့တည်းပဲဖြစ်သွားတာလေအာယုံယူသွားတဲ့အတွက်ကြောင့်မလို့ကိုကပါတရွေးတွေထွက်လာတာပေါ့နော်ဒါကိုအာယုံ night တွေ့ထိတဲ့တော့အရှင်ဒါနန္တရားချင်းချင်းထိခိုက်တာကိုတွေ့ထိတာကိုဆိုလိုတာပါ ီးသွားတဲ့အခါမှာနံပါတ်၈ကဝေဒနာကိုဝေဒယိတာလက္ခဏာရှိသည်ဟုဆိုရခြင်းဒါ၂016မှာမိထားတယ်ဝေဒနာကကြတော့အာယုံရဲ့အရာတာကိုခံစားတယ်ပေါ့နော်အာယုံရဲ့အရာတာကိုခံစားတဲ့အခါမှာဆိုရင်ဝေဒနာကကြတော့တဲ့ဘယ်လိုလဲဝေဒနာမှကျွင်းတော်တံပြုတ်တရားတို့သည်စဖို့တဲ့ဟင်းလျာမြည်တဲ့ကဲတို့တစိတ်တေသားများဖြင့်သာအာယုံဤအရာတာကိုခံစားကြသည်တဲ့ဟိုဟင်းရှိတဲ့စဖို့မှုတွေဆိုထမင်းကိုအဝပြေစားလို့မရဘူးပေါ့နော်တစုံလောက်ပဲမြည်ကြည့်ကောင်းလားမကောင်းလားပေါ့နော်တကယ်တကယ်အဲ့ဒီဟင်းကိုစားမဲ့ဒီ customer ကကြတော့ ဘပြင်းနေပြင်းစားရမှာပေါ့နော်ဒီပကံလုံးစားရမယ်ဒီမှာလည်းပဲအဲ့လိုပဲပြည့်ကျင်မင်းကြတော့သူကဟင်းတွေကိုအကုန်လုံးစားရတယ်ပေါ့နော်သူကြရင်ဒီပကံအကုန်စားရတာဒီပကံထဲရှိတဲ့အကုန်စားမယ်ပေါ့စပိုတဲကတော့တစုံနောက်ပဲမြေးကြည့်ပေါ့နော်ကောင်းမကောင်းဒါမျိုးဆိုလို့လားဒီနေရာမှာဝေဒနာဆိုတဲ့စေတသိက်ကကြတော့ဘယင်မင်းဒီပြည့်ရှင်မင်းလိုပဲပေါ့နော်အာယုံရဲ့အရာတာကိုပြည့်ပြည့်ဝဝပိုင်ပိုင်နင်းနင်းအစိုးတရခံစားနိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့ဝေဒနာကိုဝေဒီကြီးတာလက္ခဏာရှိတယ်လို့ဆိုရပါတယ်တဲ့ ဝေဒနာမဟုတ်တဲ့စိတ်တိတ်တွေကကြတော့စဖို့တယ်လို့ပဲပေါ့နော်ဟင်းလေအရသာကိုအာယုံရဲ့အရသာကိုနည်းနည်းလေးပဲမြည်ဆန်းရတဲ့အတွက်ကြောင့်မို့လို့သူတို့ကတော့ဝေဒနာလောက်အာယုံရဲ့အရသာကိုမခံစားနိုင်ဘူးဒါကြောင့်မို့လို့အဲ့ဒီစေတသိက်တွေမှာအာယုံကိုခံစားတော်လည်းပဲဝေဒယိတလက္ခဏာရှိတယ်လို့ဆိုလို့မရဘူးပေါ့နော်ဒီလိုလေးပြောင်းပြန်နားလဲရမယ် နောက်နံပါတ်9မှာကြတော့ဖတ်တာစသောစေတသိက်9ပါးတို့ကို စိတ်တပ္ပစိတ်တာတာနာဟုခေါ်ဆိုရခြင်းအကြောင်းနဲ့တပ္ပစိတ်တာတာနာစေတသိက်9ပါးပါလဲဖဝေတစီအေစီမနဤတတစိတ်တိုင်းဖြစ်ဆိုပြီးတော့တပ္ပစိတ်တာတာနာစေတသိက်9ပါးရှိတယ်။ဘာကြောင့်လို့သူတို့တပ္ပစိတ်တာတာနာလို့ခေါ်လဲဆိုရင်စိတ်အားလုံးနဲ့အမြဲတမ်းဆက်ဆံနေတဲ့အတွက်ကြောင့်မို့လို့ဒါလည်းပြီနော်။ပြီးရင်နံပါတ်10လူဖွယ်ဝိတ္ထုကိုစွန့်လူရာ၌အာယုံကိုအလိုရှိကာမြသဘောဖြစ်နိုင်ပုံတဲ့။ ဒါက63မှာမေးသွားတယ်။ဒါနဝိထုကိုစွန့်လှူသောအခါ၌လည်းဤဆန္ဒသည်စွန့်အပ်သောထိုဝိထုဖြင့်အလိုရှိအပ်၏။အာဒီနေရာမှာဒါနဝိထုကိုစွန့်လှူသောအခါတဲ့ဓမ္မမိတ်ဆွေတို့အာကျွန်တော်တို့ကအလှူလှူတဲ့အခါကြလို့ရှိရင်ပေါ့နော်ဥပမာသင်္ကန်းလှူတယ်ဆိုလို့ရှိရင်အဲ့ဒီသင်္ကန်းကိုကိုကလိုချင်တာလားဒါမှမဟုတ်လို့ရှိရင်အဲ့ဒါကပေးချင်တာလားဆိုတော့ပေးချင်တာပေါ့သင်္ကန်းကိုစွန့်ချင်တဲ့ဆန္ဒရှိတယ်။ အဲ့ဒါကဝတ္ထုပြင်အလိုရှိအဤပေါ့နော်ဘုံကြီးကိုသင်္ကန်းလူဆရာတော်တန်ခါတော်တွေကိုသင်္ကန်းကတ်လူမယ်ဆိုလို့ချင်းအဲ့ဒီသင်္ကန်းကိုကစွန့်ကျင်တာပေါ့နော်ကိုဘက်ကစွန့်လှော့ကျင်တာဟိုဘက်ကိုတန်ခါတော်ကိုပေးကျင်တာအဲ့ဒါဆိုရင်ကိုကတန်ခါတော်ကိုပေးမယ်ဆိုကို့မှာပစ္စည်းတစ်ခုခုရှိမှလှူလို့တန်းလို့ရမှာလေအဲ့မှာဆိုရင်တော်အဲ့ဒီဝတ္ထုကိုဘာဖြစ်နေလဲဆိုလို့ချင်းကိုကအာဘလူးဂျင်းနဲ့အဲ့ဒီတော့သင်္ကန်းကိုဆရာတော်ကိုလှူခြင်းနဲ့ဆိုရင်ကိုကအဲ့ဒီသင်္ကန်းကိုကြိုပြီးတော့ရှာထားရမယ်ပေါ့နော်ဆိုင်ကနေဝယ်ထားရမယ်ဆိုင်ကနေဝယ်ဖို့အတွက်ကိုကပတ်စံကိုကြိုပြီးတော့ရှာရမယ်အလုပ်လုပ်ပြီးပတ်စံရှာမယ်ရတဲ့ပ က်ဆိုင်တဲ့သင်ကန်းဝယ်မယ်။အဲဆိုရင်ဒီသင်ကန်းချအသင်ကန်းကိုဝယ်တာဘာလို့ဖို့အတွက်ဝယ်လဲဆိုတော့ကို့အတွက်မဟုတ်ဘူး။လှူဖို့အတွက်ဝယ်တာလှူတယ်ဆိုတာကဆော့လွတ်တာဖြစ်တယ်။ နားလည်မလားဘာဖြစ်လို့သူကဒီသင်ကန်းကိုစွန့်လဲဆိုဓမ္မမိတ်ဆွေတို့ကိုနည်းနည်းလေးနားလည်အောင်ပြောမယ်ဆိုရင်ထောင်မြေရာစွန့်ဆိုတဲ့စကားပုံရှိတယ်လေနော်ကိုကကုသူအများကြီးလိုချင်တဲ့အတွက်ကြောင့်မို့လို့ဒီသင်ကန်းတစ်ထည်လောက်ကိုစွန့်လိုက်တယ်ပေါ့နော်ဒီလိုလေးနားလည်ပေးနော်ဒါဆိုလို့ရှိရင်ဒီနေရာမှာဥရဲ့ဥပမာလေးကကြတော့ပြစ်အပ်တော်များတို့ကိုယူရနိုင်အလိုရှိသော လေးသမားကဲ့သို့တဲ့လေးသမားကလေဒီမြားတစ်ချောင်းရဲ့တံမိုးကိုသူကတိတ်ကယူမဆိုင်ဘူးပေါ့နော်ရမက်သားကောင်ရဲ့တံမိုးကိုပဲသူကအာကြီးကြီးမားမားကြီးသားကောင်ကြီးရပါလေမြားသေးသေးလေးတစ်ချောင်းကပြန်ဝဲလို့လည်းရတယ်ပြန်လုလို့လည်းရတယ်ပေါ့နော်ဒါမှမဟုတ် ို့ဒီမြားကုံရင်ကုံမစေဆိုပြီးတော့သူကစာနာလေးပဲရှိနေတာဒါကိုဆိုလိုတာနော်ပြည့်ရတော့မြားတို့ကိုယူရနိုင်အလိုရှိတော့လေသမားကဲ့သို့မြားကတော့သူကသူ့အတွက်အရင်ကြည့်ဘူးကုန်မစေလာကောင်ရဖို့အရေးကြီးတယ်ပေါ့နော်ဒါကိုဥပမာပေးထားတယ်လူပဲဝတ္ထုပစ္စည်းကိုလှူတဲ့အခါမှာဆိုလို့ချင်းလဲအဲ့ဒါကလူချင်းနဲ့ဆန္ဒရှိနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလှူဖို့အတွက်သူ့မှာဝတ္ထုလည်းရှိနေတယ်ဒါကသူကုသိုလ်ကိုလိုချင်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် ်နောက်တစ်ခါကျတော့နံပါတ်7အကုသိုလ်စေတသိက်ဟုဆိုရခြင်းနဲ့နော်စေတသိက်14ပါးဟာဆိုလို့ချင်းအကုသိုလ်စိတ်မှာပဲတည်တန်ရင်းရှင်နေတဲ့အတွက်ကြောင့်မို့လို့သူတို့ကိုအကုသိုလ်စေတသိက်လို့ခေါ်တယ်တဲ့အာဟိစေတသိက်မရှိရခြင်းနဲ့နော် ာဟိစိတ်၌တိစားခြင်းသောစေတသိက်မရှိသောကြောင့်အာဟိစေတသိက်မရှိရခြင်းဖြစ်ပါသည်ဒါလေးကမေးထားတယ်နော်90 89,000မှာမေးတယ်ဘာဖြစ်လို့အာဟိစေတသိက်မရှိလဲဆိုအာဟိစိတ်မှာရှင်တဲ့စေတသိက်မရှိလို့ပေါ့နော်ရှိတော့ရှိတယ်နော်ဒါပေမဲ့တိတန်ကြီးရှင်နေတာမရှိတဲ့အတွက်ကြောင့်မို့လို့အာဟိစေတသိက်လို့ဆိုလို့မရဘူးပေါ့ဒါလည်းပြီနောက်တစ်ခုကကြတော့နံပါတ်33ဌိနာမိတ္တဖြစ်ပုံနဲ့ပုတုဇဉ်တက္ခယဟန္တာတို့အိယာခြင်းအကြောင်းနဲ့နော် ဋိဏမေတ္တာဖြစ်ပုံပြီးတော့ဘုဒ္ဓဆင်နဲ့တက္ခပုဂ္ဂိုလ်တွေယဟန္တာတို့အိတ်တဲ့အခါဘလို့အိတ်ကြလဲပေါ့နော်ကြည့်ရအောင်ဘုဒ္ဓဆင်နဲ့တက္ခပုဂ္ဂိုလ်တို့ဒီအိပ်ပျောကာနီးအခါနိုးစာအခါတို့၌ညာသောအပြင်ဋိဏမေတ္တာဖြစ်၏ နှစ်နှစ်ရှိုက်ရှိုက်အိပ်ပျော်သည့်အခါ၌ကတိနာမိတ်တာမဖြစ်တော့ဘဲဘဝင်အစဉ်ဝိဘစိတ်သာဖြစ်တော်သည်။ဘာမေးဆိုလို့ကျွန်တော်တို့ဆိုလို့ချင်းဒါအိကာနီရှာအိကာနီတွေနောက်တော့အိအိကာကနိုးစားအခါတွေမှာဆိုမကြီးမလင်ဖြစ်နေတာဒီကတိနာမိတ်တာဖြစ်နေတာပေါ့နော်။လုံးဝအိပ်ပျော်သွားတဲ့အခါကျရင်တော့ဒါတိနာမိတ်တာမဟုတ်တော့ဘူး။ဝိဘစိတ်ဘဝင်စိတ်တွေဖြစ်နေဘဝင်ကျနေပြီပေါ့နော်။ ါကိုကျွန်တော်တို့ရဲ့ဒီဟိုဗိဓမာသင်ပေးတဲ့ဆရာတော်ဘုရားကဆိုပြောတယ်လေအိပ်ပျော်နေပြီဆိုရင်ဒါဘဝင်စိတ်တွေဖြစ်နေတော့ဘဝင်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 ဆိုပြီးတော့အစဉ်လိုက်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘဝင်ကတမဘတ်ဝင်စားနေတယ်ဆိုပြီးတော့အမြဲတမ်းနောက်လေရှိတယ်နော် ။နောက်တစ်ခုကရဟန္တာပုဂ္ဂိုလ်တို့ကကြတော့တည်ရွံ့မြညံ့နေအခါညှိုးနှမ်းတကယ်သို့အိတ်ချိန်တန်သောအခါခန္ဓာကိုယ်မရွှင်လန်းညှိုးနှမ်းအားနည်းသဖြင့်ထိုတို့အာယုံမှဆုံနေပြီးလျင်ဘဝင်အစင်သာဖြစ်တော်သည်။အကုသို့ကိလေသာအလုံးကိုပယ်ပြီးဖြစ်၍မိသည့်အခါမြထိနာမိတ်တမဖြစ်တော်ကြီးနားလည်မလား။ဒါရဟန္တာပုဂ္ဂိုလ်တွေမှာကြတော့ဒီထိနာမိတ်တဆိုတဲ့စေတသိက်တွေကိုအကုသို့စေတသိက်တွေကိုပယ်ပြီးသွားပြီပေါ့နော်။အကုသို့အလုံးပယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အိတ်တဲ့အခါမှာဆိုဌိနာမိတာမဖြစ်တော့ဘူးတပင်နေညအိတ်တဲ့အခါကိုကိုပင်နေပါလေကြည့်လိုက်ပါတော့ကိုကိုပင်တို့ဌိကယုံတို့ဆိုရင်ညနေပဲကြာရင်တရွတ်ကလေးတွေညှိုးပြီးအိတ်သွားတာပေါ့နော်ဒီလိုပဲတဲ့ရဟနာပုဂ္ဂိုလ်တွေမှာဆိုလိုချင်လဲခန္ဓာကိုယ်ကအဲ့ဒါကအာနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ထို့ထို့အာယုန်တွေကိုထို့ထို့အာယုန်တွေကနေစုံနေတယ်ဆိုမယူတော့ဘူးမယူတော့ဘဲနဲ့ဘဝင်ပဲဖြစ်တော့တယ်တဲ့အဲ့ဒါမှာပြီးသွားလို့ရှိရင်နောက်တစ်ခုကပုထုဇဉ်တက္ခပုဂ္ဂိုလ်ပုထုဇဉ်တက္ခရဟန္တာတို့အိယာခြင်းအကြောင်းပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါက အဘော်ရက်ကဒီတက်နဲ့နဲ့ကထိန်းနာမိတာဖြစ်ပုံပြီးရင်နောက်တစ်ခါပုထုဇဉ်တက်ခပုဂ္ဂိုလ်ယဟန္တာတို့အိယာကျင်းတဲ့အကြောင်းကိုကျွန်တော်ပုထုဇဉ်နဲ့တက်ခပုဂ္ဂိုလ်တို့ကကြတော့ဒါကျွန်တော်တို့တွေပေါ့နော်ကျွန်တော်တို့တွေနောက်တစ်ခါနာကကျင်းဆဲအရိယာပုဂ္ဂိုလ်တွေမှာဆိုရင်သွာလာလောက်ကင်ဒီထိုင်ပင်ပန်း၍ခန္ဓာကိုယ်ညှိုးနှံပင်ပန်းညှိုးနှံခြင်းကြောင့်တော်၎င်း လူတွေမှာဆိုလို့ချင်းအလုတ်လုတ်တယ်ပေါ့နော်အလုတ်လုတ်ရတဲ့အတွက်ကြောင့်မို့လို့နေကင်းပဲလုတ်လုတ်တဲ့ခါမခန္ဓာကိုယ်ကပင်ပန်းတဲ့အတွက်ကြောင့်မို့လို့အိတ်ကြတာပေါ့နော်နောက်တစ်ခုကထီနာမိတ်တာပြင်းကြီးရတဲ့အတွက်ကြောင့်မို့လို့ဗာဖြစ်လဲအိတ်ကြတယ်တဲ့ဒါကတက္ခပုဂ္ဂိုလ်တွေမှာဆိုရင်တော့ဒါပြင်းထီနာမိတ်တာတွေလည်းမပယ်ရသေးလို့ရှိအောင်ပါပေါ့နော်အနေနဲ့ဒါတော့ကသူတို့မှာလည်းအဲ့ဒါကဒီ င်တော့တာပန်တော့ဘာလို့ဆိုအလုပ်တွေပါလေလုပ်အောင်မယ်အခါကျတော့ခန္ဓာကိုယ်ပင်မနာရှိအောင်မယ်ပေါ့နော်ရဟနာပုဂ္ဂိုလ်တို့မှာကြတော့ဒီထိနာမိတ်တာမရှိတော့တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ပင်ပန်းညှိုးနေခြင်းကြောင့်ဒါလည်းအိတ်ကြတယ်ထိနာမိတ်တာကြောင့်မအိတ်ကြဘူးတဲ့ဒါကနံပါတ်၁ထိနာမိတ်တာဖြစ်ပုံကိုနှစ်ချောင်းကိုတည်ထားပြီးနှစ်နှစ်ပိုက်ကိုတည်ထားပြီဆိုရင်ဘုဒ္ဓဆင်တက်ခရဟနာတို့အိယာချင်းအကြောင်းကိုလည်းကြည့်ရတာလွယ်ပါလိမ့်မယ်ပေါ့နော်ဒါလေးကအကုန်လုံးကြည့်ထားပေးပါမေးလေးမေးတာမရှိသေးတဲ့အတွက်ကြောင့်မို့လို့ဒါမေးနိုင်တယ်ပေါ့နော် ောက်တစ်ခုကြတော့မိဒသည်ယုံမဟုတ်ကြောင်းတဲ့နော်ဒါလေးလည်းအရေးကြီးတယ်နော်ကာမေဆန္ဒစသည်တို့ကိုမိဒကာမေဆန္ဒစသည်တို့ကဲ့သို့မိဒကိုနိဝရဏတို့၌တွင်း၍မြတ်စွာဘုရားဟောတာအပ်သောကြောင့်မိဒသည်ယုံမဟုတ်နိုင်ပါဒါကလေဒီမိဒသည်ယုံမဟုတ်ကြောင်းကအကြောင်းပြချက်အများကြီးပဲရှိတယ်သို့တော်လည်းပဲဓမ္မမိတ်ဆွေတို့ကိုစာမုံမဲ့ဖြေတဲ့အခါမှာဆိုရင်အောက်မှတ်လောက်ရအောင်ပေါ့နော်သူများတွေ၅မှတ်ရတဲ့အချိန်မှာကို၃မှတ်၂မှတ်လောက်ရအောင် အဲဒီလိုမျိုးလေးတဝက်လောက်တော့ကျွန်တော်ထည့်ထားပေးတာဒီနည်းနည်းခက်တယ်စာလေးအကြောင်းမို့လို့ဒါအလွယ်ဆုံးစာကြောင်းနှစ်ကြောင်းကိုရွေးပြီးတော့ထည့်ထားပေးလိုက်တယ်ဒီနေရာမှာအပြည့်ဆုံးကြည့်ကြည့်ရင်တော့ဆရာမကြီးဒေါက်ခင်လာတင်ရဲ့စာအုပ်မှာတွားကြည့်ပေးပါနော်ကမစ္ဆန္ဒနိဝရဏဆိုရင်ဌိနာမိတ်တနိဝရဏဆိုပြီးတော့ရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒါကကမစ္ဆန္ဒစသည်တို့ကဲ့သို့တဲ့မိတ်တကိုနိဝရဏနဲ့တွင်မြတ်စွာဘုရားဟောထားအပ်သောကြောင့်အဲ့ဒီနိဝရဏတရားထဲမှာဌိနာမိတ်တနိဝရဏဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောထားတဲ့အတွက်ကြောင့်မို့လို့မိတ်တဆိုတာကယုတ်တရားမဟုတ်နိုင်ပါဘူးတဲ့ ။နောက်ပြီးတော့ရုပ်တရားဆိုတာကပယ်လို့လည်းမရဘူးပေါ့နော်ဒီလိုဆိုလိုတာ။ဒီကိုရနာတရားကြတော့ပယ်ရမယ်ဆိုပြီးတော့သက်စွာပြခြင်းကဟောထားတယ်။နောက်ရုပ်ဒီမဖြစ်မပယ်အပ်တော့ပယ်၍မရတော့အပဟာတ္တပဒီနေရာမှာဆိုလို့ကျင်ပဟာတ္တပနဲ့အာနယ်ပေါင်းလိုက်တော့အပဟာတ္တပတရားဖြစ်တယ်။မိတ္တကကြတော့និဝရဏအကုသိုလ်တရားဖြစ်တယ်။ပယ်လို့ရပယ်အပ်တော့ပဟာတ္တပတရားဖြစ်တဲ့အတွက်ကြောင့်မိတ္တသည်ယုံမဟုတ်နိုင်ဘူး။မိတ္တသည်သူကနန္တရားဖြစ်တယ်ပေါ့နော်။နန္တရားဆိုတာကပယ်လို့ရတယ်ပဟာတ္တပတရားဖြစ်တယ်။ပယ်ရမယ်និဝရဏတရားဖြစ်တယ်။ တကယ်လို့အဲ့ဒါကမိဒါကကြတော့ယုံတို့သွားပြီးတော့မှတ်လိုက်မယ်ဆိုရင်မိယုံဆိုတာကဒါအပဟာတဗတရားပေါ့နော်ပယ်လို့မရတဲ့တရားဖြစ်တယ်ဒါဆိုတော့မပယ်အပ်တဲ့တရားဖြစ်တယ်ဒါကြောင့်မို့လို့ဒီနေရာမှာမိဒါဆိုတာကယုံမဟုတ်နိုင်ဘူးဆိုတာကိုတည်တည်ပြလိုက်တာနှစ်ကြောင်းပေါ့နော်ဒါဓမ္မမိစေတို့နားလည်မယ်နော်ဒီနောက်တစ်ခုကကြတော့စုံတွဲစေတသိက်ကိုဘာလို့ခေါ်လဲဆိုတော့ယူကလစေတသိက်လို့ခေါ်တယ်ယူကလဆိုတာအတွဲပေါ့နော် ဲဒီမှာဆိုလို့ကြည့်ရင်စုံတွဲစေတဲ့တဲ့ကာယပတ္တိစိတ်တပတ္တိကာယမုဒုတာစိတ်တမုဒုတာ ကာယပါကုံညာတာစိတ်တပါကုံညာတာကာယုဇုကတာစိတ်တုဇုကတာဆိုပြီးတော့အတိအပြင်ပေါ့နော်ဒါ6တွဲ6တွဲဆိုတော့12စုံပေါ့နော်စေတသိက်12ခု အစုကိုစုံတာကစုံတွဲပြဆိုထားအပ်သောကြောင့်ယူကလာစေတသိဟုခေါ်ဆိုကြပါသည်လွယ်လွယ်လေးရဲ့နော်ကာယပဒတိကနေစပြီးတော့စိတ်တုစုကတာတိ72ပါစေတသိအစုကိုစုံတွဲပြထားတဲ့အတွက်ကြောင့်မို့လို့ယူကလာစေတသိလို့ခေါ်ပါတယ်တဲ့စုံတွဲဟောရတာဘာဖြစ်လို့ဟောရလဲဒါလေးအရင်2024မှာနောက်ဆုံးမိတယ်နော်ပြီးကြတဲ့နှစ်ကနော် ။ဒေါမီဆွေတို့ကိုကျွန်တော်ဒါ2024အထိမေကွန်ဝန်ကုနစ်တွေကိုထည့်ထားပေးတာဖြစ်တယ်။2024ပြီးသွားရင်တော့မေကွန်ဝန်ကုနစ်တွေမထည့်ပေးတော့ပါဘူးเนาะ။အဲဒီစာအုပ်ခဏခဏ update လုပ်ဖို့လည်းကျွန်တော်အဆင်မပြေတော့ဘူး။ဒါနောက်ဆုံး update လုပ်ခြင်းဖြစ်တယ်။နဲ့အနေငယ်စာလုံးပေါင်းမှားတာကဓမ္မမီဆိုလို့စာချင်းချင်းနဲ့ပြင်သွားလိုက်ပါဘောနော်မိကုံအကုနဲ့ထည့်ထားလဲကျွန်တော်ဒါနောက်ဆုံးထည့်ထားပေးတာဖြစ်တဲ့နောက်ပိုင်းကြိုင်ဓမ္မမီဆိုလို့ကိုပါတာကိုထည့်ရမှာဖြစ်တယ်ဘောနော်စုံတွဲဟောရပုံနဲ့တတ္တာစသောစေတသိက်တို့ဒီကတပါးစီတာအကုသူတရားကိုပယ်နိုင်၏ တတစားတဲ့စေတသိက်တရားတွေတတဝီရိယသတိတမာတိပညာဆိုတဲ့စေတသိက်တွေကကြတော့အကုသိုလ်တရားတွေကိုစံကျင်မဲ့တရားတွေကိုတပါးစီတပါးစီပဲပယ်တယ်ပေါ့နော်။ကာယပတ္တိစိတ်တပတ္တိဆိုတဲ့အဲ့လိုမျိုးဒီစေတသိက်တွေကကြတော့နှစ်ခုပေါင်းမှဒါလည်းရင်စံကျင်ပဲအကုသိုလ်တရားကိုပယ်လို့ရတယ်။ဒါကြောင့်မို့လို့သူတို့ကိုနှစ်ယောက်ပေါင်းနှစ်ခုပေါင်းပြီးတော့ဟောရတာဖြစ်တယ်တဲ့။ဥပမာဆိုရင်အောက်မှာနံပါတ်953မှာမှတ်ရှိကလေးကိုကြည့်ပါ။ကာယပတ္တိဒါလည်းမှတ်ရှိဖြစ်တယ်ပြောဓမ္မမေဆိုကြည့်စရာမလိုဘူး။နားလဲအောင်လို့ပြန်ရှင်းထားတာဖြစ်တယ်။ကာယပတ္တိစိတ်တပတ္တိဆိုရင်ဘယ်ဟာကိုပယ်လဲဆို ိုတော့ဩဒ္ဒစာနဲ့ကုတ်ကုတ်စာစသည်ဆိုတော့နောက်မှာတခြားစေတသိက်တွေရှိသေးတယ်သူတို့ရဲ့ ပတ္တိဆိုတာငိမ့်အေးတာပေါ့နော်ဒီနေရာမှာဥဒ္ဒေဆဆိုတာပြန်လွင်တာကိုကုဆဆိုတာ စိတ်ကနောင်တရနေတာနော်အဲ့ဒါအဲ့ဒါလေးကိုသူကပယ်ပယ်လိုက်တာနှစ်ယောက်ပေါင်းမှာသူတို့သွားပယ်လို့ရတာကာယလဟုတာ စိတ်တလဟုတာလဟုတာဆိုတာကပေါ်ပါတာပေါ်ပါတာကကြတော့သူရဲ့စက်ညင်မဲ့ဘယ်စိတ္တိကိုပယ်မလဲဆိုရင်ထိနာနဲ့မိတ္တာဆိုတဲ့လေးလံထိုင်မိုင်းတာကိုပယ်ရမယ်သူရဲ့နောက်မှာတခြားအကုသို့တရားတွေရှိသေးတယ်ကာယမုဒ္ဒတာစိတ်တမုဒ္ဒတာဆိုတာနုညံ့တာပေါ့နော်မုဒ္ဒတာ နှုညံ့တာဆိုလို့ကျင်တော့သူကဘာကိုပယ်မလဲဆိုလို့ရှိရင်ဒိဋ္ဌိမာနစသည့်တရားတွေကိုပယ်မယ်တဲ့ကာယကံမြညတာကာယကံမြစိတ်တကံမြညတာကကြတော့ကာမစန္ဒစတဲ့និဝရဏတရားတွေကိုပယ်မှာပေါ့နော်ကာယပါကုံညတာစိတ်တပါကုံညတာဒါကကြတော့အတ္တဒိယဆိုတာကမယုံကြည်ခြင်းဆိုတဲ့သတိတရားတွေဒါကမခိုင်မြဲတဲ့တရားတွေကိုပယ်မှာပေါ့နော် ဗမေးစီတို့ကိုမခိုင်မြဲတဲ့တရားကဘာတွေလဲဆိုရင်ဒါဘိုအခန်းမှာတတိယဆင့်ဘိုရောက်လို့ရှိရင်ဒါပါလာလိမ့်မယ်နော်နောက်တစ်ခုကြတော့ကာယဇုကတာစိတ်တုဇုကတာကာယုဇုကတာစိတ်တုဇုကတာဇုကတာဆိုတာကဥစုကတာဆိုတာဒါကယူသားတာဖြောင့်မတ်တာပေါ့နော်သူရဲ့စัญญင်မဖြစ်တဲ့မာယာနဲ့တာထေရဆိုတဲ့ဒါကလှည့်ပြားတာတို့ကောက်ကျစ်တာတို့ကိုဖန်ဆောင်တာတို့ကိုဒါပယ်မှာဖြစ်တဲ့ဒါကဓမ္မမေဆွေတို့ကိုနားလည်အောင်လို့နော်နှစ်ခုပေါင်းပြီးတော့မှပယ်လို့ရတယ်ဆိုတာကိုသိစေခြင်းလို့ဒါထည့်ထားပေးတာဖြစ်တဲ့ ။ဒါဒါကသိရင်ရပါပြီ။ကျေးဇူးအရမလိုဘူး။